ငငယ်တော့တော့ရှူတင်သွားရင်တော့အာမိသားစုလိုက်သွားပါဘောနော်ဟိုအဖေပါတယ်အဖေကကားနဲ့လိုက်ပို့တယ်အဖေအမေပါတယ်ညီမလေးပါတယ်ဘောနော်ဒီချိန်မှာလည်းသူရှိနေလို့ရှိရင်သူလိုက်ပို့မှာပါပဲဟိုရှူတင်ကြီးကသူကားကြီးမောင်းပြီးသူသားကိုလိုက်ပို့မယ်မြင်ကြည့်ရင်လည်းတော်တော်လေးကိုကြည်နူးစရာကောင်းတယ်ဘောနော်အမေရဲ့ညီမလေးရဲ့အဖေရဲ့ပေါ့ဒီဆုံးတော့လည်းဟိုသားတယောက်နေနေတော့ဝမ်းနဲ့ခြေခွဲတာပေါ့နော်ဟိုဘယ်လိုပြောရမလဲ ဟိုတတိုင်းတစ်ခုပြူသွားတယ်လို့ပေါ့အစင်းသစ်ဖြစ်နေသေးတဲ့အရွယ်အရွယ်ဆိုတော့ပြူလဲခဲ့ပါတယ်အချိန်တော်ပြူလဲခဲ့တယ်ရန်ကုန်ပြန်လာပြီးတော့ဒီအနုပညာလုပ်တွေပြန်လုပ်ချင်တယ်ဆိုပေမဲ့လို့အချိန်တော်ကဟိုမဖြစ်နိုင်ဘူးလို့ကိုကိုတွေးလိုက်တယ်ပေါ့နော်မဖြစ်နိုင်ဘူးဆိုတော့လည်းဟိုအဖေဆုံးမိကာသားပဲရှိသေးတယ်ပေါ့နော်မိသားစုနားကလည်းကိုထွက်ခွာသွားဖို့ဟိုဟိုမထွက်ခွာသွားခြင်းပေါ့အဲအဖေကတော့ဘယ်လိုပြောမလဲအဖေဆိုတဲ့သဘောသဘာဝအတိုင်းပေါ့နော်လိုအပ်ချက်မှန်သမျှပေါ့နော် ဒါဖြည့်စီးပေးတယ်ဒါအဖေရောအမေရောပေါ့နော်